င်းရဲနော်မလွန်နာကြောင်းအစိုးရပေးတဲ့ထောက်ပံ့ငွေကိုထုတ်ယူဖို့အတွက်ဖုန်းတော်မဝင်နိုင်တဲ့ဒီဦးလေးရဲ့အကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံအူလုံးထာနီဘန်တွန်းမြို့နယ်မှာရှိတဲ့ဦးလေးချာဒီဆိုတဲ့ဒီအမတ်မဆွမ်းအသက်54နှစ်ရွယ်ရှိပြီဖြစ်တဲ့ဦးလေးဟာသူ့ဟာဗန်ကောက်မြို့မှာကားတိုက်ခံရပြီးတော့ခြေောက်တစ်ဖက်မတ်တမဆွမ်းဖြစ်သွားခဲ့တာပေါ့။သူ့ရဲ့မိမကလည်းကြောက်ကြရောကားတဲ့တူပါသူ့လိုနှုတ်ဦးဟာအကူပိုင်ဆိုင်တဲ့ရောဘတ်ချဲရဲ့လောက်မှာတဲဆောက်ပြီးတော့သူကနေကြတာသူတို့ကတလောက်ဝင်ဝင်ဆိုလို့ မတမဆွမ်းပေးတဲ့တရှိရလောက်ပဲရှိတယ်။ဒီလိုနဲ့ထိုင်းဆိုးကနေပြီးတော့လူတိုင်းအတွက်ထောက်ဝက်ဆိုတဲ့စီမံကိန်းကြီးကိုဒီစီမံကိန်းကပါလဲဆိုတော့ပြည်သူတဦး2000-2400ထောက်ပံ့ကြေးကိုပေးရတဲ့စီမံကိန်းအဲစီမံကိန်းကိုသူတို့ကကြာတိလိုက်ရတော့ဒီစီမံကိန်းကဆိုရထောက်ပံ့ခြင်းမူရသူတို့တွေညှော်လင့်ချက်တခု အားထားရတခုဖြစ်လာခဲ့တာပေါ့အဲ့ဒီတင်ကိုကြာတိပြီးချိန်မှာပဲဦးလေးချာလီကဟိုထုတ်ဖို့အတွက်ဘန်ကို၃မိန်းကားပြီးတော့သွားရောက်ခဲ့တယ်။ဘန်ကိုရောက်တော့ ူရဲ့ရှေ့မှာလူတွေများကြီးကတန်းစီပြီးထုံနေကြတာဖြစ်တဲ့အတွက်သူ့လည်းမရောက်မှဆိုလို့တံပိတ်သွားတဲ့အချိန်တော်မှာသူကမပြမဲနဲ့ဒီပန်ရှိမှာပဲသူ့မှာပါတဲ့အိမ်မဲလေးကိုပိုင်ပြီးတော့သူကအမအိမ်နေခဲ့တာနောက်နေ့မနက်လည်းရောက်တော့ဘဝန်းလေးကဦးလေးဒီစီစဉ်ရယူခြင်းနဲ့ဆိုလို့ရှိရင်ဦးလေးရဲ့ဖုန်းထဲမှာရှိတဲ့ပန်ဆော်ဝဲကနေဆင်းသွင်းရမှာပါလို့ပြောလိုက်တဲ့အချိန်ဦးလေးရဲ့မျိုးရင်းချက်တရားတစားစီပြက်စီသွားခဲ့တာဘာကြောင့်လဲဆိုတော့ဆင်းရဲနံပါတ်လုံးလုံးဖုန်းတော်ဝင်နိုင်တဲ့သူ့အတွက်မျိုးရင်းချက်တွေပြက်စီသွားတော့ ူအိမ်ပြန်မှုအတွက်လည်းလာတော့ပါလာတဲ့ပတ်စံအားလည်းလာတဲ့ဈေးအတွက်ပဲပါတယ်။ပြန်မှုတော့ဈေးကလည်းမရှိဘူး။ညရယ်သူထွက်မစားခဲ့အောင်ဒီအကြောင်းကိုမြို့တော်ဝင်ကသိရှိသွားပြီးတော့ဒီဦးလေးချာကြီးချင်းရောက်ချလာပြီးတော့ဦးလေးချာလေးကိုတုံမင်းကားပြီးတော့ရွာကိုပြန်ပို့ပေးခဲ့တယ်။နောက်မင်းမင်းမနဲ့ကြတော့မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့တူဒီမြို့တော်ဝင်တဲ့တောင်ရှိသူတွေကဦးလေးကြီးချာလီရဲ့အိမ်ကိုတာရောက်တည်ရှိခဲ့ကြတယ်။သူ့ရဲ့အိမ်ကလည်းအိုမင်းရေးရိုင်နေပြီးတော့အိမ်နာကလည်းအကာပဲရှိပြီးအမိုးတော်မရှိတဲ့ ဒီပုံစံကိုတောင်းရှိသူတွေကတွေ့ရှိသွားပြီးတော့ဦးလေးချာလီရဲ့ဘဝကိုဆန္ဒနားလဲတနာသွားခဲ့ကြတာပေါ့ဦးလေးချာလီကိုမေးကြည့်တော့စင်းရဲ့နံပါတ်သူတွေပဲထုတ်ပေးတဲ့ကပြားလဲသူ့မှာမရှိသေးဘူးလို့ပြောတယ်သူလှုပ်ခူးတယ်မတွေ့လို့ဆိုပြီးတော့သူ့ကိုလှုပ်မပေးလိုက်ဘူးအဲ့ဒါနဲ့အုတ်ချိုရီမူကနေပေါ့ဦးလေးစိတ်ချဦးလေးရဲ့စင်းရဲ့နံပါတ်သူတွေဆိုကပြားကိုကျမရဲ့ဝန်ထမ်းတွေကိုချက်ချင်းစင်းစစ်ခိုင်းပြီးတော့ချက်ချင်းလှုပ်ပေးပါမယ်ဦးလေးအတွက်အိမ်တလုံးနဲ့အိမ်ငါတလုံးနဲ့စောက်ပေးမယ်ဒီအတွက်လည်းကျမတို့အစိုးရကိုဘတ်ဂျက်တောင်းခံသွားမယ်လို့ အုတ်ရှိမှုကပြောခဲ့ပါတယ်